Hello. အားလုံးမင်္ဂလာပါเนาะ။အဲစာကတော့နည်းနည်းမအားလို့ reading လေးနောက်နေ့မှတင်ပေးမယ်ဆိုပြီးတော့စဉ်းစားထားတာဒါပေမဲ့အခုပေါ့เนาะစိတ်ထဲမှာဒီတချို့လေးတွေပေါ့เนาะဒီစီပွားရေးလောက်ကင်ကြီးနဲ့ပတ်သက်ပြီးတော့နည်းနည်းသိချင်တာလေးရှိနေတယ်လို့ခံစားရလို့လीအဲ့လို energy လေးကိုခံစားရတဲ့အတွက်ကြောင့်အခု ဒီ reading လေးကိုပေါ့နော်ဒါ short reading လေးပဲကွယ်နော် short reading လေးကိုရဲ့ဒီအခုဆိုရင်ဒါတကြံနှစ်ခုပေါ့နော်ဒါမြန်မာနှစ်တကူတကြံလည်းပြီးဆုံးခဲ့ပြီအဲမြန်မာနှစ်တကူလည်းရောက်ခဲ့ပြီဆိုတော့ဒီတကြံကာလတွေပြီးသွားတဲ့အခါမှာဒီအခုနှစ်သက်မှာကိုရစီပွားရေးကံနေပေါ့နော်လောကိုင်းငွေကြီးနဲ့ပတ်သက်တဲ့ကံစားတာလေးတွေက ဘလို့အချိန်လေးတွေရှိလာမလဲဗာလေးတွေပြောင်းလဲမှုလေးရှိလာမလဲဆိုတာလေးကိုအမကဒါ short reading လေးအနေနဲ့ပေါ့နော်လုပ်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီမှာရွေးချယ်စရာလေးပေါ့နော်အဲအုပ်စုလေး၃ခုပေးထားတယ်ဒီဟာလေးကတော့ file 1ပေါ့နော်အုပ်စု1အဲ cut cut 1ပေါ့နော်အဲဒီဟာလေးကတော့ cut 2ပေါ့နော် cut 2အုပ်စု1ပေါ့နော်ဒီဟာလေးကတော့ cut 3အုပ်စု3ပေါ့နော်အဲ့တော့ဒီ၃ခုပေးထားတယ်ဒီ၃ခုမှာ ကိုစိတ်ထဲမှာဟိုပေါ့နော်ကိုစိတ်ကိုဆွဲဆောင်ဆုံးဖြစ်တဲ့ပေါ့နော်ဒီကက်ကလေးကိုကက်အုပ်စုလေးကိုရွေးချယ်လိုက်ပါအဲပြီးသွားရင်အဖြေလေးတွေကိုကြည့်အောင်နော်ရွေးချယ်ဖို့အတွက်အချိန်ခဏလေးပေးပါမယ်အဲ့တော့ဒီအချိန်လေးမှာရွေးချယ်ကြည့်လိုက်ပါနော် okay ခုကောက်စုလေးတွေကိုရွေးချယ်ပြီးွားပြီလို့ထင်ပါတယ်ဒါကြောင့်မလို့တခုချင်းစီရောမကကတ်ကလေးတွေကိုကြည်ပေးမယ်နော်ยิงซอออสุดิออสุดิด้วยปะเนาะบโลกัญจมาลีดิจองแลลีดิชื่อได้บโลမျိုးลีดิจုံတွေ့ရနိုင်လေอืมเอ่อဒါဒီလိုဒီလိုမျိုးလीသွားมาပေါ့เนาะကက်ကက်ရဲ့နမိတ်လေးရ ဒီမှာပေါ့နော်ဘာလေးတွေကြုံတွေ့ရနိုင်လဲဆိုရင်တော့အဲ firecast ဒီမှာဆိုရင်ကွာဒီမှာမြင်ရလားမသိဘူးဒါမှဒါဘားတစ်ခုပေါ့နော်ဘားတစ်ခုမှာကောင်းလေးကအဲဒါဘီးရတွေရက်တွေတောက်နေတယ်ပေါ့ကွာဒီလောက်နော်ပြောချင်တာကတော့သူ့အနေနဲ့ ဘာတွေစိတ်အဆင်ပြေတာတွေများရှိရင်လည်းမသိဘူးပေါ့နော်အဲစသဖြင့်ဒါကကို energy လည်းဖြစ်နိုင်တယ်ပေါ့နော်ကိုယ်စီမှာစိတ်အဆင်ပြေတာတွေပင်ပန်းနေတာတွေဒီဘယ်လိုပြောမလဲကွာဟိုကိုလုံးတဲ့အရာတွေရတယ်ကိုအတွက်ပေါ့နော်အဲမအောင်မြင်တာမျိုးတွေအဆင်ပြေခဲ့တာမျိုးတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေဂျုံတွေ့ရတာမျိုးလည်းဖြစ်နိုင်တယ် အဲ့ဒီအတွက်ကြောင့်ကိုရောပေါ့နော်ဟိုဝမ်းနည်းနေရတယ်ဒီစိတ်ပြတ်နေရတယ်သိတယ်မလားဟိုဆုံးရှုံးသွားတဲ့အရာတွေကြောင့်ပေါ့နော်ဒီပင်မန်းနေရတယ်ဆိုတော့ပင်မန်းလို့လေဒီမှာရက်လာတောက်တာပေါ့ကွာပြောမှဆိုရင်သိတယ်မလားဟိုဒီလူကဒါပျော်လို့တောင်းနေတဲ့ပုံတော့မဟုတ်ဒီမှာခေါင်းငိုက်ဆက်ကြပြီးတော့ဝမ်းနဲ့နေတဲ့ယုံနေဆိုတော့လေသူစိတ်ညစ်လို့တောင်းနေရသူတောင်းနေတဲ့အတွက်ကြောင့်ဒီမှာဘေးကအမရက်ငယ်ပေးတဲ့ခေါင်းလေးကသူ့ကို လှမ်းကြည့်နေတဲ့အကြည့်လေးရလဲဒါဂယုနာတတ်တဲ့အကြည့်လေးပေါ့နော်သူပင်ပန်းနေတာကိုသူလည်းပဲအဲဒါခံစားရတယ်ဆိုတော့ပုံစံမျိုးလေးပါကွာဘေးလူကတော့မှအဲ့လိုမျိုးလေးတောင်ကြည့်ရဲဆိုတော့လေဒါကိုအနေနဲ့ကလည်းဒီလိုမျိုးတွေပင်ပန်းခဲ့တာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်စိတ်ပင်ပန်းရတဲ့အရာတွေပြီးခဲ့တဲ့ဒီနှစ်ဟောင်းမှာတစ်နှစ်ပတ်လုံးပေါ့နော်အဆင်ပြေမှုတွေကြုံခဲ့ရတဲ့အရာတွေအဲ့လိုမျိုးတွေလည်းရှိလိမ့်မယ်ပေါ့နော်အဲဒါဒီလိုနမိတ်လေးကိုတော့မှတော့ခံစားမိတယ်အဲ့လိုမျိုးလေးရှိရဲဆိုရင်တော့ ပြောမယ်ဆိုရင်တော့ကွာဒီမှာ음 kino curves energy ရတော့ကွာတဲ့လားဟိုဘယ်လိုပြမလဲဒီမှာဆိုရင်ဒါဟို energy ကိုခဏထားလိုက်အောင်ဒီရုပ်ပုံလေးကိုပဲကြည့်လာဒါဆိုရင်ဒါလူတယောက်ရေကူးကန်ထဲမှာထားပြီးတော့ရေစိမ့်နေတယ်ဘေးနားမှာအမဲအဲသူကအရက်တောက်တဲ့ပုံကမတူတော့ဘူးเนาะဒီမှာကျတော့ဘားမှာသွားပြီးတော့တကယ်ကိုဝမ်းနေနေတဲ့ပုံစံနဲ့တောက်တယ်မှာကျတော့လုံးဝရေကူးကန်မှာဘေးနားမှာရက်ပလင်းနဲ့ရက်ခွန်းနဲ့ပြီးတော့ဒီမှာသူဝတ်တဲ့ ဝေဆောင်းကိုလည်းကြည်ပါအောင်တကယ်ကို luxury ပဲเนาะဒါ luxury ဆန်နဲ့ရေခုခံကြီးတဲ့မှာဒီလိုမျိုးရေစိမ့်နေတယ်အဲဒါမျက်နှာမှာဆိုလဲရှင်ပြနေတယ်ကွာအရင်လိုမျက်နှာပေးမျိုးမဟုတ်ဘဲနဲ့ရှင်ပြနေတယ်ပြောချင်တာတော့ကွာသိတယ်မလားဒီနမိတ်လေးရတော့ပေါ့နော်ကိုကအဆင်ပြေလာတယ်ကိုရဲ့ emotion လေးတွေကလည်းပိုကောင်းလာတယ်ကိုဖြစ်ချင်တဲ့ຢာလေးတွေလည်းပေါ့နော်ပြန်ပြီးတော့ဖြစ်လာရတယ်ဆိုတဲ့သဘောမျိုးလေးတွေပေါ့ကွာဒါဒီကန်ဆာတာတွေကဒါကိုဖြစ်နေတယ်ဆိုရင်ဒါတွေက နှစ်ဟောင်းမှာကုံဆုံးခဲ့ပြီးပြီးဆုံးခဲ့ပြီးတော့ဒီခုလာမယ်နှစ်သစ်မှာကို့အတွက်ဒီလိုအနေကြီးမျိုးပြောရမယ်ဆိုရင်တော့တထေးကြီးပေါ့ကွာတထေးကြီး vibe เนาะတထေးကြီးဖြစ်လာတော့မယ်ဆိုတော့အနေကြီးမျိုးတွေဟိုတည်းမှာမြင်နေရတယ်ဆိုတော့ဘာလို့ရှိဖြစ်တာ အဲဒီနမိတ်လေးကိုပဲယူပါတော့ကောင်းတဲ့နမိတ်လေးကိုပဲယူပါဒီ energy ရဲ့ကိုယ်နဲ့ကိုက်ညီတဲ့ reason နဲ့ဖြစ်တဲ့ဆိုရင်ဒီကောင်းတဲ့နမိတ်လေးကိုကိုကအဲ claim လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီတစ်နှစ်ပတ်လုံးမှာတော့ကိုယ်တက်ကပေါ့နော်ကံကောင်းခြင်းလေးတွေရောက်ရှိလာတော့မယ်ခွေး emotion လေးတွေလည်းပြန်ပြီးတော့ကောင်းလာလိမ့်မယ်ပြီးတော့ကိုယ်ကလေးတည်လာဒီမှဆိုရင်ဒါပါပဲဖြစ်တတိတယောက်ဖြစ်လာပြီပေါ့နော်ဒါအဆင်ပြေလာတယ်ဆိုတဲ့သဘောပေါ့ကွာအဲ့လိုမျိုးအဆင်ပြေလာတဲ့ခါကျတော့ကိုကအဲကိုယ်အတွက်ကိုယ်ဒီမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့ဘေးမှာကိုယ် supporting လုပ်ပေးရမယ်သူဒီစသဖြင့်ပေါ့နော်အဲ့လို လူတွေရှိရယ်ဆိုရင်လည်းအဲ့ဒီသူတွေကိုလည်းကိုကကောင်းကောင်းမွန်မွန်ထောက်ပံ့ပေးလာနိုင်မယ်ဆိုတဲ့နမိတ်လေးပေါ့နော်ဒါဒီနှစ်ထဲမှာကိုကပြောင်းလဲလာမယ်ဆိုတဲ့သဘောမျိုးလေးပေါ့နော်အဲဒီလိုအနေကြီးလေးတွေကိုမှတော့ဖတ်မိပါတယ်ဒါကတော့ cat 1ပေါ့နော်ဒီ cat အုပ်စုတစ်ကိုရေးထားတဲ့သူလေးတွေအတွက်ပြောပြပေးတာဖြစ်ပါတယ်အော်အုပ်စုနှစ်အုပ်စုနှစ်နော်အုပ်စုနှစ်ကတော့ဒီလိုမျိုးလေးပေါ့နော်ကက်ကလေးကဒီလိုလေးမြင်ရတယ် အဲဒီမှာဘယ်လိုပြောရမလဲဆိုရင်ကွာဟွန်းအရင်ဆုံးဒီဟာလေးကိုရင်ပြောမယ်နော် fighter coins ဒီမှာ save post တွေလာ80ရာခိုင်နှုန်းနေပါတယ်နော်ပြောချင်တာကွာတခြားမတွေးနဲ့အောင်ဒီကတ်နမိတ်လေးကိုကြည့်နေတာမဟုတ်ကွာဒီကောင်မလေးကဟာ discount ချတာလေးကိုဝယ်တယ် ဝယ်တယ်ဆိုတော့ဒီမှာပစံလေးကထွက်သွားတယ်နော်ပစံလေးထွက်သွားဒေါ်လာလေးထွက်သွားတယ်နော်ဒေါ်လာလားဘာလားတော့မသိပစံလေးကပြန်ပြီးထွက်သွားကြိုးကျင်တာကိုအသုံးနေများခဲ့တယ်ကိုသုံးကျင်တာတွေကိုသုံးခဲ့တယ်အစင်အဲ့အဲ့ဒီလိုမျိုးတွေကြောက်ပေါ့နော်ကိုမငွေကြီးရေးရပေါ့နော်ခက်ခဲတာမျိုးတွေလည်းရှိကောင်းရှိခဲ့မယ်ဒီဒီကက်လေးကိုယူတဲ့သူလေးတွေထဲမှာလေးနော်ဟိုဘာလို့ရမလဲနှစ်ဟောင်းမှာကိုကအားစိတ်ချိုင်းသုံးငယ်ဖြုံးငယ်စသဖြင့်ပေါ့နော်လိုတာတွေရောမလိုတာတွေရောအဲ့လိုမျိုးပေါ့နော် discount ဆိုတာနဲ့ပြေးဝယ် အဲ့အမလည်းပါတယ်တည်လာတာအဲဒါပေမဲ့အမကတော့ဒီကက်ကိုရွေးတာတော့မဟုတ်ပါတော့ပြုတ်ပြတာပါဒါပေမဲ့အခုတော့အဲ့လိုမလုပ်တော့ပါဘူးအဲ့လိုမျိုးကြောက်ပေါ့နော်အခုချိန်မှန်းနဲ့လေငွေကြီးရပါတော့ခက်ခဲနေတာမျိုးလေးရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့တော့ပြောချင်တာက ဒီလိုမျိုးလေးတွေမလုံးနဲ့တော့เนาะဒီနှစ်ထဲမှာเนาะဒီနှစ်ထဲမှာဒါဟို discount တွေ discount တွေပေးတိုင်းဒီလိုမျိုး sale တွေချတိုင်းလုံးအဲ့လိုမျိုးတွေပေါ့เนาะလိုတာတွေမလိုတာတွေမလုံးနဲ့တကယ်ကိုအတွက်လိုအပ်တယ်ဆိုမှဒါဒီနှစ်ထဲမှာဝယ်ပါသုံးပါအဲ့လိုမျိုးလေးပဲလုပ်ပါเนาะအဲဒီအသုံးမလိုဘဲနဲ့ငွေတွေပြန်ထွက်သွားမယ့်အဖြစ်တွေတော့မလုံးနဲ့တော့ပေါ့เนาะအဲ ကိုရဲ့ဒီစိတ်လေးတွေကိုပြန်ပြီးတော့ထိန်းပေးပါတယ်เนาะအဲ့လိုမျိုးလေးဒါကိုကနေမယ်ဆိုရင်တော့ဗောနောကိုအတွက်တော့ဒါပါပဲဖြစ်ဖြစ်ဗောအလင်းရောင်တကားလေးကိုမြင်ရတဲ့ဆိုတဲ့သဘောမျိုးလေးကပြောရမယ်ဆိုရင်တော့ကွာဒါကိုထိဟာဒီဘယ်လိုပြောမလဲငွေရေးကြီးတွေကိုကိုကတမိုးရှိရှိသုံးမယ်စီကံရှိရှိသုံးမယ်အဲနောက်ပြီးတော့ကျေးဇူးတင်စာသုံးမယ်ပြီးတော့ကိုရဲ့ဒီအလောက်ကိုင်းနေပုံမှန်လဲကိုကဗောနော အဲဒီတံမိုးထားပြီးတော့ဗောနောလောက်ကိုင်းမယ်ကြိုးစားမယ်ဆိုရင်ကို့အတွက်လေးရောင်လေးကတော့ဒီနှစ်ထဲမှာတွေ့လာရလိမ့်မယ်ကို့အဆင်ပြေခဲ့တာမျိုးကြီးရှိတယ်ဆိုရင်လည်းအဆင်ပြေလာရမယ်ဆိုတဲ့နမိတ်လေးဗောနောဒီမှာဆိုရင်ကြော်ဖြက်ခဲ့တဲ့လေကတိလေးတွေကကို့အတွက်ခါကျရင်ခက်ခဲတာမျိုးကြီးရှိနိုင်တယ်ဟိုချွတ်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 မဟုတ်ဘူးပေါ့ကွာဒီမှာဆိုရင်ကောင်းလေးကနင်းခဲ့တဲ့လေကားလေးတွေကမကွာကွဲကျေနေတာအပ်နေတာတွေရှိတယ်ကွာသူ့အတွက်ကတော့ဒါဒါအခက်ခဲလို့ပဲပြောရမှာဗောနောဒီအခက်ခဲလေးတွေကတစ်စင်း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 တိုင်နေတယ်သူကသူ့ရဲ့ဒီ အိမ်မက်ဒေသူရဲ့မျောလင်းချက်တွေကိုရှာတွေ့ခဲ့ရပေါ့နော်ဒီလင်းရောင်လေးကိုရှာတွေ့ခဲ့ဒီမှာခိုလေးကလည်းပြန်လာတယ်ဆိုတော့ပြောချင်တာကတော့ဒါခိုဖြူလေးဆိုတာလည်းဒါကောင်းတဲ့နမိတ်လေးတွေပဲဒီတော့ကို့အတွက်ကောင်းတဲ့နမိတ်လေးတွေဖြစ်လာပြီဆိုတဲ့အတွက်ကြောင့်ဒီအတိတ်တုန်းကပေါ့နော်ကိုကဒီလိုမျိုးတွေပေါ့နော်ဒီနဲ့အဆင်မပြေဖြစ်ခဲ့တာတွေရှိတယ်ဆိုရင်ဒါတွေကိုထိန်ဒီလိုမျိုး energy တွေရှိခဲ့တယ်ဆိုရင်ဒါလေးတွေကိုထိန်သိမ်းပေးပါတချို့ကျတော့လည်းဒီလို energy မဟုတ်ပေမဲ့လည်းငွေရေးချေးပိုင်းမှာတော်တော်လေးခက်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 လေးတွေရှိခဲ့တာမျိုးတွေလည်းရှိနိုင်တယ်ကွာဒီလားနော် ဟိုဘယ်လိုပြောရမလဲကွာဒီဟိုရားတဲ့ငွေထက်ဒီထုတ်ရတဲ့ငွေကပို့ပြီးတော့များတာမျိုးတွေ balance မညီတာတွေဖြစ်ခဲ့မယ်ပေါ့နော်အဲစသဖြင့်ပေါ့ကွာပြောချင်တာလीအဲ့လိုမျိုးတွေရှိတယ်ဆိုရင်တော့ဒီနှစ်ထဲမှာတော့ ဒီနမိတ်လေးရတော့ကောင်းလာလိမ့်မယ်အဆင်ပြေလာလိမ့်မယ်အဲ့တော့ငွေကြီးကြီးသုံးတာသုံးတာလေးတွေဆိုလဲပေါ့နော်စီစနစ်တကြလေးသုံးဆွဲပေးပါเนาะစီကန်းရှိရှိပါပဲဖြစ်ဖြစ်ပေါ့နော်အဲအဲ့လိုမျိုးလေးတွေပေါ့နော်တေချာလေးထင်းထင်းတင်းတင်းသုံးမယ်ဆွဲမယ်ပြီးတော့လောက်ကိုလက်ကျိုးစားမယ်ဆိုတော့ဒီနေ့ထဲရတော့ကောင်းလာပါလိမ့်မယ်เนาะကဲဒါကတော့အုပ်စုနဲ့အတွက်ပြောတာဖြစ်ပါတယ်အဲ့တော့အုပ်စုသုံးကြည့်ရအောင်အင်းအုပ်စုသုံးလေးကဒီလိုမျိုးလေး เนาะทุกข์นำไม่เลยอ่ะดีโลเลยဒီမှာဆိုရင် four cards เนาะမှာကောင်မလေးကိုကောင်လေးရဲ့လက်ဆောင်လာပြီဒါပေမဲ့ကောင်မလေးอ่ะဒီမှာမျက်နှာမှိုင်းနေတွေ့လားမကြိုက်နေဘူးပြောချင်တာကွာဒီကောင်မလေးอ่ะသူ့စီမှာရှိနေတဲ့အရာတွေပေါ့เนาะသူ့စီမှာအဲဒီမှာဆိုရင်ဒီကောင်လေးอ่ะဒါသူ့ဘောเนาะဒါတံပိုးတစ်ထားနဲ့လက်ဆောင်ပြီးပြီမဲ့သူကမလိုချင်နေဘူး သူ့စီမှာရှိနေတဲ့အရာတွေကိုသူကမလိုချင်နေဘူးဒါကပြောမှဆိုရင်ကွာငွေကြီးပိုင်းအလုတ်ကင်ပိုင်းလို့ပြောရမှဆိုရင်လေဟိုကိုရှိနေတဲ့အလုတ်ကိုကိုကမပြောဘူးမလိုချင်ဘူးငွေတော့ရနေပါရဲ့ဒါပေမဲ့ပေါ့နော်စိတ်ကြီးအဆင်မပြေဘူးစသဖြင့်ပေါ့နော်တချို့ဆိုရင်ဟိုလိုပြရမလဲတော်တော်လေးဟိုပေါ့နော်ဟိုလိုပြပတ်စံဒီလဆာလေးကတော့ကောင်းပါရဲ့ဒါပေမဲ့အဲဒီ ပြည့်လို့ကိုယ့်ရဲ့အလုပ်ပတ်ဝန်းကျင်မှာကိုကအဆင်မပြေတာပတ်ဝန်းကျင်ကလူတွေနဲ့ကိုနဲ့မကိုက်တာစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေကြုံရတတ်တယ်။ဒါပေမဲ့တခုရှိတာကပေါ့နော်ကိုကဒီလိုမျိုးတွေကြုံရတိုင်းလည်းဟိုဘယ်လိုပြောရမလဲဟိုစိတ်ကြီးကိုကတအားတင်ထားပြီးတော့မလုံးနဲ့ပေါ့နော်အရင်နှစ်ဟောင်းတော့ကိုကတခါကြလို့မျိုးစိတ်ပင်မမှုတွေကြုံရတဲ့ခါကျနေနေလေးပေါ့နော်ကြီးခံခံပြောမိဆိုမိတာတွေလုံးမိတာတွေအဲဒေါသလျောက်တုံ့ပြန်မိတာတွေရှိကောင်းလဲရှိခဲလိမ့်မယ်နော် အဲ့လိုမျိုးစိတ်လေးတွေနည်းနည်းတော့ထိ ंछ ုပ်ပေးပါအဲထိန်းထားပေးပါပေါ့နော်အရန်ကြည့်လိုမျိုးဒီမှာဖြစ်နေကြိုးချင်တာကို့မှာရှိနေတဲ့အရာလေးကိုပေါ့နော်ဟိုကျေးဇူးတင်စွာနဲ့ဒီလုပ်ငန်းလေးကြောင့်နော်ကိုကအခုလိုမျိုးလေးတွေဝင်ဝင်ရရှိတယ်ဒီလုပ်ငန်းလေးကိုငါကျူးဘာပဲဖြစ်ဖြစ်တန်ဖိုးထားပြီးကျူးကျူးဆော့ဆော့လုပ်မယ်ဆိုရင်ငါ့အတွက်ပေါ့နော်ဝင်ဝင်လေးတွေကလည်းပို့ပြီးတော့ကောင်းလာမယ်ဒီလုပ်ငန်းလေးကိုငါကတန်ဖိုးထားရဆိုရင်ငါဒီလုပ်ငန်းကလည်းငါ့ကိုတန်ဖိုးထားလိုက်မယ်ဒီငွေကြီးကလည်းငါ့ကိုတန်ဖိုးထားလိုက်အဲ့လိုမျိုးပေါ့နော်ကို ောက်တဲ့အလုပ်ပေါ်မှာတန်မှုထားတဲ့စိတ်လေးပေါ့နော်ကျေးဇူးတင်တဲ့စိတ်လေးနဲ့လှုပ်ကြည့်ပါအဲ့လိုလေးဆိုရင်တော့ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်လေးတွေလည်းပို့ပြီးတော့ကောင်းလာလိမ့်မယ်ဒါကဒီ energy လေးကိုက်တဲ့သူအတွက်ကိုပြောတာပါနော်ဒီတချို့လေးတွေလည်းကန့်ညင်ချင်မှာကန့်ညင်လိမ့်မယ်လောလောဒီ energy နဲ့ကန့်ညင်တဲ့သူလေးတွေရှိရယ်ဆိုရင်တော့ဒါလေးကအဲ့လိုလူလေးတွေအတွက်ပြောပြတာပေါ့နော်ပြောချင်တာတော့ဒီမှာတော့ကွာလိုတာမရရတာမလိုလိုမျိုး energy လိုမျိုးဖြစ်နေတာပေါ့နော်ဒါကြောင့်မို့လို့အဲ့လိုမျိုးဖြစ်နေရယ်ဆိုရင်ကိုယ်မှာရှိနေတဲ့အရာလေးကိုကျေးဇူးတင်စွာနဲ့ ပေါ့နော်ဒီတံပိုးထားတတ်ဖို့ဒီကပြောချင်တာပေါ့နော်အဲ့လိုမျိုးလေးဒါပေါ့နော်ကိုယ်စိတ်လေး energy လေးတွေကိုပေါ့နော်အဆင်ပြေပြေသွားမယ်ဆိုရင်တော့ကိုယ့်အတွက်ကဒီနှစ်ထဲမှာဒါ full energy ရပြောမဆိုရင်တော့ကွာသူဒီကောင်လေးကဒါပါလားအာကာသာအာကာသာလည်းထွက်မှာလားပြောချင်တာကွာဟမ်ဘယ်လိုပြောရမလဲသူ့အတွက် new journey တွေပေါ့နော်ဒီဟိုအတိတ်တော့စတင်ခြင်းတွေ အဲ့လိုမျိုးဒီဒီဒီကက်လေးကိုရွေးရသူလေးရဲ့ဘွားမှာပေါ့နော်ဖြစ်တည်လာလိမ့်မယ်ရရှိလိုက်မယ်လိမ့်မယ်နောက်ပြီးတော့ပေါ့နော်ဒီ the food ကကျတော့တော့နည်းနည်းတော့တတိထားရတယ်ကွာ the food ဆိုတဲ့အတိုင်းမှာဒါ the food ဆိုတာကဒါယူနေတဲ့သူပေါ့နော်နည်းနည်းအဲ့လိုမျိုးပေါ့နော်စိတ်လွတ်တယ်ပေါ့ကွာအဲ့လိုသဘောလေးရရှိတဲ့အခါတစ်ခါလေးကြာရင်ကွာအခုအပျော်လွန်သွားတာလေတစ်ခါလေးကြာရင်ကိုယ့်အတွက်ပေါ့နော်ဒီ opportunities တွေအခွင့်အရေးအခွင့်လန်းတစ်တွေရရှိတဲ့အခါကြာရင်ရရှိရရှိလာလိမ့်မယ်အဲ့လို energy တွေလည်းရှိတယ်နော်အဲ့လိုမျိုးရရှိလာတဲ့အခါကြာရင်ကိုယ်ဟာစိတ် တွေလွတ်ပြီးတော့တည်တာမလားဘယ်လိုပြောရမလဲ ဟိုအဆင်မပြေအဆင်မပြေဖြစ်တာမျိုးတွေဆော့သဖြင့်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတတ်တယ်ကွာအဲ့လိုမျိုးအဆင်မပြေဖြစ်တယ်ဆိုတော့ကွာဟိုတခြားပြောချင်တာမဟုတ်ဘူးနော်ဟိုကြည့်ရမလားနည်းနည်းလေးသတိလက်လွတ်ပေါ့နော်ပြောချင်တဲ့တည်းရယ်အဲ့လိုသတိလက်လွတ်လေးတွေဖြစ်နေတတ်တယ်ပေါ့နော်အဲ့လိုမျိုးသတိလက်လွတ်လေးတွေဖြစ်တယ်ဆိုရင်တော့အဲကိုယ့်ကိုပေါ့နော်ဒီဘယ်လိုပြောမလဲကိုယ့်ကိုရဲ့ကိုယ့်ကိုလိုက်ပြီးတော့ထိန်းပေးမယ်တယ်ဘယ်မှာဆိုခွေးလေးရဆိုရင်ဒီကောင်လေးလွတ်ထွက်မသွားအောင်ဆိုတော့ကြိုးလေးကိုဆွဲရဒီကောင်လေးလွတ်ထွက်သွားရင်ဒီကောင်လေးဒီရှိမှာ တနည်းရရကိုကြာသွားနေတယ်ဟိုဘယ်လိုပြောရမလဲ ဒါမှဆိုရင်သဲပုံလာမသိဘူးကွာဟဲ့သူကမမြင်မဆမ်းမနဲ့ပျော်လွန်ပြီးတော့ထွက်သွားအေးသဲတဲ့ကိုကြာသွားတာတော့ဘာလို့လဲမျိုးကြီးပေါ့နော်အဲဖြစ်တတ်တယ်ပေါ့နော် အခါကျရင်ဒီခွေးလေးကတို့လှမ်းဆွဲထားတာပေါ့ကွာပြောချင်တာကတော့ကို့ဘုံမှာပေါ့နော်မိတ်ဆွေကောင်းနေကိုယ်ပေါ်တော့မြဲကိုတခုခုမှားတော့မယ်ဆိုရင်ကိုယ်တတိပေးမဲ့သူမျိုးတွေအဲစသဖြင့်ပေါ့နော်ဆရာသမားကောင်းနေမိတ်ဆွေကောင်းနေစသဖြင့်ဒီလိုသဘောမျိုးပေါ့ကွာဒီလိုလူတွေလည်းကိုယ့်ဘဝမှာရောက်ရှိလာနိုင်မယ်ဆိုတဲ့သဘောမျိုးလေးပေါ့နော်အဲ့တော့ဒီ energy လေးတွေကတော့ဘာပဲဖြစ်ဖြစ် ဒီအုပ်စုဒီ၃ပေါ့နော်ကတ်ကတ်3လေးကိုယူရတဲ့သူလေးတွေကတော့အဲ energy လေးကတော့ကိုယ်သေချာလေးတော့ပေါ့နော်ဒီ balance ညောင်ထိန်းဖို့လိုအပ်တယ်ကိုယ်တော့ကတော့ခွင့်ရခွင့်လန်းတစ်တေရှိလာမယ် new journey ကြီးလေးရရှိလာနိုင်မယ်နော်ဒီဘယ်လိုပြောမလဲ အဆင်မပြေမှုတွေပေါ့နော်လိုတာမရရတာမလို့အနေကြီးတွေဖြစ်ခဲ့ရင်လည်းပဲဒီနေ့ထဲမှာတော့ပေါ့နော်ကိုအဲလိုချင်တာလေးရလာလိမ့်မယ်အဆင်ပြေလာမှုလေးရှိမယ်ဒီလိုမျိုးအဆင်ပြေလာတဲ့အခါကျရင်ကိုယ်ကလည်းလေးစိတ်လေးတွေလွတ်ထွက်သွားတာမျိုးလေးတွေရှိတတ်တဲ့အပျော်လွန်ပြီးတော့အဲအဲ့လိုမျိုးလေးတွေတော့တတိထားပြီးပါနော်အဲတချို့ကျတော့ကွာတိလမှာစိတ်လိုက်မှပါလောက်ပြီးတော့နည်းလေး ဒုက္ခရောက်သွားတာတွေအခက်တွေ့သွားတာတွေဖြစ်တတ်တယ်။အဲ့ဒါလေးလည်းသတိထားပေးပါ။ဒါပေမဲ့တခုရှိတာကဒီကလေးကတော့အရင်ကြီးတော့ဟိုဘယ်လိုပြောရမလဲကိုယ်ဆူဆူရွရွကြီးတော့ဖြစ်နေသွားဘူးလို့ဆိုတော့ကို့မှာကို့ကိုထိန်းပေးမဲ့သူလေးတွေမိတ်ဆွေကြီးကောင်းနေတဲ့ငယ်ချင်းကောင်းနေအဲ့လိုလူမျိုးလေးတွေလည်းရရှိလာနိုင်တယ်ပေါ်လာနိုင်တယ်ဆိုတဲ့အတွက်ကြောင့်လေးနော်။အဲ့တော့ဘာပဲဖြစ်ဖြစ်အဲမိတ်ဆွေကြီးဘယ်လောက်ပဲထိန်းသိမ်းကိုယ်စိတ်ကိုယ်ကိုထိန်းဖို့အရေးကြီးဆုံးပဲလေနော်။ဟုတ်တယ် အုပ်စုထရီကတော့ဘာပဲဖြစ်ဖြစ်အခွင့်အရေးခွင့်လန်းသစ်တွေရရှိလာမှာဖြစ်တဲ့အတွက်ကြောင့်အရာလေးတွေကိုစောင့်စားပြီးတော့အခုအချိန်မှာရှိနေတယ်လက်ရှိ energy လေးကိုအကောင်းဆုံးကြီးစုတင်စိတ်လေးနဲ့နေထိုင်ပြီးပါစူးစမ်းပြီးပါတမိုးထားပြီးပါကိုယ်လုံးတွေကိုပေါ့နော်အဲလိုမျိုးလေးသာနေမယ်ဆိုရင်တော့ energy လေးတွေကောင်းပြီးတော့ဟိုအဆင်ပြေရပေါ့နော်ဒီနှစ်လေးဖြစ်ကိုတော့ဗောနော်ဒီနှစ်လေးอ่ะအဆင်ပြေတဲ့နှစ်လေးဖြစ်လာမှာပါเนาะအဲဒါလေးကတော့အုပ်စု3ပါအဲ့တော့ reading လေးကိုဒီမှာပဲရန်နာပြစေเนาะ တက်ပြီးတော့တချို့လေးရေတည်ခြင်းနေကြမယ်လို့ထင်လို့ပေါ့เนาะအဲ့လိုမျိုး energy လေးကိုခံစားမိတဲ့အတွက်ကြောင့်ခုလိုမျိုးလေးလုပ်ပေးတာဖြစ်ပါတယ်အဲ့တော့ reading လေးကိုသဘောကျတယ် energy လေးတွေ resonate ဖြစ်တယ်ဆိုရင်လည်းပေါ့เนาะဒီအကုမန့်လေးတွေရေးဝါးပေးပါเนาะအဲအခုလိုမျိုးအပေးတဲ့အတွက်လည်းလူတယောက်ချင်းစီကိုကျေးဇူးများရတင်ပါတယ်နောက်ထပ် reading လေးတင်ရင်လည်းအပေးကြပါအောင်เนาะကျေးဇူးတင်ပါတယ် bye bye see you bye